အရှင်ဦးလေးအခန်းကိုတကားတော့ခောက်တော့မဖွင့်လာဘူးတွန်လိုက်တော့ပွင့်သွားတယ်တကားဖွင့်ွင့်ချင်းထွက်လာတဲ့အပုံနံကထောင်းကနေ Ghost is coming Ghost is coming အဲ့ချိန်တုန်းကကျမအသက်10နှစ်ပါဖေဖေကထိုင်းမှာအလုတ်သွားလုပ်နေတဲ့အချိန်ပေါ့မိမိရဲ့ကိုကိုရဲ့ကျမရဲ့ဘကုန်းမြို့မှာအိမ်ကားနေကြတယ်ကျမတို့ငားတဲ့အိမ်ကနှစ်ထပ်အိမ်ကိုမှ အောက်ထပ်မှာကအသက်50ကျော်အရွယ်အရှင်ဦးလေးကြီးနေတယ်။ငားတာကအပေါ်ဓာတ်ပေါ့။အိမ်ကအရန်ကျဲတာမို့ဒါမီတွေပြင်မာပဲစုဝေးကြတယ်။ခန်းထဲဝင်မအိပ်ရဲကြဘူး။ညညတွေဆိုရင်အခန်းထဲကနေခြေတံတွေကြကြနေရတာ။အစာကစိတ်ထင်တယ်လို့ထင်နေပေမဲ့နောက်ကြတော့နေကင်းချောင်းောင်တွေပါခုနာဖျောက်ရှောက်နေတယ်လို့ခံစားလာရတယ်။မိမိကလည်းစိတ်မတန်တာနဲ့ဘေးအိမ်ကိုမေးကြည့်တော့အရှင်ရဲ့အဖေကမကြွတာတဲ့။ ကျမတို့ပြောင်းမလာခင်အားဆိုညညာလူမနေတဲ့အပေါ်တက်ကနေပကံတွေ ပြပြခွဲချတဲ့တွေကြားရတယ်တဲ့ဒါပေမဲ့မမေက နေတိုင်းဖျားရှင်ကိုအမြဝေတော့နောက်ပိုင်းတိတ်မကြားရတော့ဘူးနေခင်းဘလောက်ပဲတခါတလေကြားရတော့မကြောက်တော့ပါဘူးထုံသွားတယ်ပဲပြောရမှာပေါ့ဒီလိုနဲ့နေလာရင်6လောက်လောက်ကြာပါရဲ့အရှင်ဦးလေးကမနက်ဆို၄နာရီလောက်ထပြီးထမင်းဟင်းချက်တတ်တယ်ပြီးရင်သူကအလုပ်သွားတယ် ကျမနဲ့မိမိကလည်းတခါတလေဆွန်လောင်းတဲ့ရက်တွေဆိုရင်မနက်အစောဆွန်ထချက်တက်တယ်။ထမင်းဟင်းချက်စိန်ကလွဲလို့အင်ရှင်ဦးလေးကြီးနဲ့ကမဆုံပြစ်တာများတယ်။သူကမနက်ဆိုအလုတ်အစောသွားညဆိုနောက်ကျမှပြန်လာတတ်တာမို့ဒီလိုနဲ့တရက် အောက်ထပ်မှာဆွန်ထချက်တော့ခါတိုင်းမိဖို့ကြောင့်နဲ့တွေ့ရင် စကားပြောပြုံးပြရီပြတတ်တဲ့အင်ရှင်ဦးလေးကြီးက စကားလုံးဝမပြောသလိုကျမတို့ဘက်ကလည်းမျက်နှာတော့လှဲမကြည့်ဘူး။ချက်ပြုတ်တဲ့ပုံလည်းမပေါ်ဘူး။ ခန်းထဲကထွက်လာပြီးအိမ်သာဝင်လိုက်ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ခန်းထဲပြန်ဝင်သွားတယ်။ကျမတို့လည်းမနှံစောဆိုတော့တူတူတိတ်တိတ်ပဲအ мян ချက်ပြုတ်ပြီးအပေါ်တက်ပဲပြင်ပြန်တက်နေကြတာပေါ့။ကျမတို့ထားမချက်တဲ့ရက်တွေဆိုရင်တော့ဦးလင်းကြီးရဲ့ချက်ပြုတ်တဲ့တွေကိုအပေါ်တက်ကနေကြားနေရတယ်။သုံးရက်လောက်ကြာတော့အင်ရှင်ဦးလေးရဲ့အလုတ်ကလူတယောက်အင်ကိုရောက်လာတယ်။ဦးလေးအလုတ်မလာတာကြားပြီးမို့တဲ့။ကျမတို့လည်းသူ့အိမ်မှာမရှိကြောင်း အခုတော့အလုတ်သွားကြောင်းပြောပြတော့အဲ့လူကဦးလေးအလုတ်ကိုမရောက်လာကြောင်းပြန်ပြောတယ်။ဒါနဲ့မမီလည်းအရှင်ဦးလေးအခန်းကိုတကားတော့ခောက်တော့မဖွင့်လာဘူး။တွန်လိုက်တော့ပွင့်သွားတယ်။တကားဖွင့်ဖွင့်ချင်းထွက်လာတဲ့အပုံနံကထောင်းကနေဝင်သွားတော့အိယာပေါ်မှာတင်အရှင်ဦးလေးရဲ့အတက်မဲ့နေတဲ့ခန္ဓာကိုအဲခါမှာဆင်းရုံကိုဆက်သွဲတော့ရဲရီပါ ရောက်လာပြီးစစ်ဆေးကြတယ် ရှင်ဦးလေးကြီးဆုံးနေတာ35ရက်ရှိပြီတဲ့စစ်စစ်ချက်ရတော့အဲ့နေရင်အုံနောက်သွေးကြောပြက်တာတဲ့ကျမကတော့ဘလို့မှမယုံနိုင်ဘူးတနေ့ကမှထမင်းထားချက်တော့တွေးလိုက်သေးတယ်လေအခုတော့စစ်စစ်ချက်ကဆုံးတာ3ရက်ကျော်ပြီတဲ့သူကိုယ်တိုင်လဲသူသိတယ်ဆိုတာကိုသိချင်မှသိမှာကျမတို့မိသားစုလဲစက်မဏီရေရောတာနဲ့ရက်လေပြီးတာနဲ့နောက်ရက်မကူပဲတံပြောင်းလာခဲ့ကြပါတော့တယ် ကိုမျိုးစိရှိကလူတယောက်ကောက်ခါငင်ကတည်ဝါတဲ့အပြင်ဝိညာဉ်ကပါရှောက်သွားနေတာကိုမြင်လိုက်ရတော့ဘလို့လို့စနစ်ရဲတော့မလဲလीနော်စိတ်ဝင်စားကြကောင်းတဲ့ horror story လေးတွေနဲ့ဖိအမှန်ထူးခြားစက်ကျင် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးကြပါအောင်ရှင်